ဇနိခင်မှာဘယ်သူမဆိုးငွေချင်းပြည့်စုံပြီးစိတ်ပြည့်စုံမှုခင်းတဲ့ဘဝမျိုးကိုပိုင်ဆိုင်ကျင်ကြပါလေ။ဒါပေမဲ့အိမ်မက်တွေကအိမ်မက်တွေအဖြစ်ရှိနေပြီးလက်တွေ့မှာတော့ပြည့်စုံဘဝရဲ့ပူပန်မှုတွေနဲ့ရုန်းကန်နေရတာမျိုးတွေရှိနေကြပါလေ။ဒီနေ့မှာတော့သင်ရဲ့ဗန္ဒရေးဆိုင်ရာအနာဂတ်ကိုပြောင်းလဲပေးနိုင်ပြီးငွေချင်းချမ်းသာတဲ့နောက်ပေါ်ကို ရောက်ရှိစီမင်းအချက်၁၀ချက်ကိုပြောပြပေးသွားမှာပါ။ဒီအချက်တွေဟာ theory တသက်မဟုတ်ပဲဝေးကြီးအောင်မြင်သူတွေတကယ်တမ်းအိုင်နာတင်သုံးနေကြတဲ့လိုဝက်ချက်တွေပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးအထိကြည့်ပြီးဒီအချက်တွေကိုတခုချင်းစီလက်တွေ့အကောင့်ထဲပေါ်ကြည့်ပါလို့ like တွန်းခြင်းပါတယ်နံပါတ်1ဝင်ငွေထပ်ထောင်းငွေကိုနေအောင်ထားပါဝေးကြီးဌာနချင်းရဲ့အခြေခံအကြဆုံးစီမင်းကတော့ဝင်ငွေထပ်ပုံမတော့ပြီးဖို့ပါပဲကိုယ့်ရဲ့ဝင်ငွေပမာဏကိုသိရှိပြီးလိုအပ်တဲ့အသုံးစရိတ်တွေကိုပဲသုံးစွဲပါ မလိုဘဲစိန်ခံပစ္စည်းတွေအပျော်ပါးတွေအတွက်ငွေအကုန်ကျများနေမဆိုရင်ဘယ်လောက်ပဲဝင်ငွေကောင်းကောင်းချမ်းသာတာမှမဟုတ်ပါဘူးကိုယ့်ရဲ့ဝင်ငွေနဲ့ထွက်ငွေကိုစရင်သွင်းပြီးစနစ်တကျစီမံခံခွဲပါနံပါတ်1ရီမန်းချက်ထားပြီးစူးစောင်းပါဝေစုမယ်လို့ချိုးချိုးလေးတွေးတာထက်ဘယ်လောက်စုမယ်ဘယ်အချိန်မှစုမိရမယ်ဆိုပြီးငွေပမာဏနဲ့အချိန်ကိုသတ်မှတ်ပါဥပမာတစ်နှစ်အတွင်းဒိန်း20စုမယ်စသဖြင့်ပေါ့ ဒီမှန်ချက်ရှိတဲ့အခါအဲ့ဒီပန်းနိုင်ကိုရောက်ဖို့ပိုပြီးစူးစမ်းဖြစ်ပါတယ်။နံပါတ်3ရင်းနှီးမြှုပ်နှံမှုကိုအစောပိုင်းကလေးကစတင်ပါငွေစုတာကအခြေခံပေမဲ့ဝေကိုပိုပြီးတိုးပွားအောင်လုပ်နိုင်တာကရင်းနှီးမြှုပ်နှံမှုပါပဲ။စတော့စီကွာအင်ချမ်းကြီးဒါမှမဟုတ်ကိုပိုင်းစီးပွားရေးတခုခုမှာစတော့စီစီရင်းနှီးမြှုပ်နှံမှာပမာဏနည်းနည်းနဲ့စတင်နိုင်ပါတယ်။အချိန်ကြာလာတဲ့အမြအကျိုးအမြတ်ကအစာပေါင်းများစွာ တိုးပွားလာပါလိမ့်မယ်။နံပါတ်၄ဝင်ငွေလမ်းကြောင်းတစ်ခုရဲ့အပေါ်မမိခိုပါနဲ့အလုပ်တစ်ခုတည်းကရတယ်လားဆိုပဲအဓိကထားပြီးမနေပါနဲ့ဝင်ငွေလမ်းကြောင်းလို့ဆောင်ကို ဖန်တီးပါ။ဥပမာ freelance အလုပ်တွေ online မှာပစ္စည်းရောင်းတာတွေကိုတက်တဲ့ပြည်များနဲ့စီးပွားရှာတာတွေစသဖြင့်လုပ်နိုင်ပါလေ။ဝင်ငွေလမ်းကြောင်းများလေလေဝေဒီအန်တရေကနေပိုကင်းဝေးလေပါပဲ။နံပါတ်၅အတွေးတွေကိုအတတ်နိုင်ဆုံးရှောင်ပါ။ချမ်းသာလာတဲ့ပူတွေဟာ အကျွေးကိုမလိုအပ်ဘဲမယူပါဘူးအကျွေးယူလိုက်ပြီဆိုတာနဲ့အတူပေးရတာပြီးစိတ်ပီစီရမှုတွေနဲ့ကြုံနေရမှာပါကိုပိုင်စီဝိုင်းစားတဲ့ကြီးမားတဲ့ရှင်နေမြုံလုံမှုတွေအတွက်အကျွေးယူတာမျိုးကအဆင်ပြေတော့လဲမလိုအပ်တဲ့အရာတွေအတွက်တော့အကျွေးကိုရှောင်ပါနံပါတ်6ကိုပိုင်စီဝိုင်းလုပ်ငန်းတစ်ခုစတင်ပါဝေဒီချမ်းသာခြင်းနဲ့ဆိုရင်သူများအလုပ်လုပ်တာထက်ကိုကိုပိုင်စီဝိုင်းတစ်ခုစတင်တာအကောင်းဆုံးပါအစာပိုင်းမှာခက်ခဲနိုင်ပေမဲ့ရေရှည်မှာလုပ်ငန်းတစ်ခု အောင်မြင်လာပြီဆိုရင်ဝင်ငွေအများကြီးကို ဖန်တီးနိုင်ပါလေ။နံပါတ်9အမြဲတမ်းသင်ယူမိပါ။ငွေကြေးနဲ့ပတ်သက်တဲ့ဘုသူဒ္ဓဘီကိုအမြဲတမ်းလေ့လာနေပါ။တာဝန်တွေဖတ်တာ၊ပညာရှင်တွေရဲ့တော်ရှုတွေနားထောင်တာ။အွန်လိုင်းကော့တက်တာမျိုးတွေလုပ်ပါ။ပုံပြီးတိလေလေပုံပြီးမှန်ကန်တဲ့ရှင်းနည်းမြုံလုံမှုဆုံးဖြတ်ချက်တွေကိုချနိုင်ပေးပါမယ်။နံပါတ်10မိတ်ဆွေကောင်းတွေနဲ့ဆက်ဆံပါ။ကိုယ်ပိုင်ဝင်ချက်မှာအောင်မြင်တဲ့သူတွေငွေကြေးနဲ့ပတ်သက်ပြီး အသိပညာရှိတဲ့သူတွေရှိနေဖို့အရေးကြီးပါတယ်။သူတို့စီကနေအကြံဉာဏ်တွေဘုဒ္ဓတွေရနိုင်အပေါင်းအသင်းကောင်းတွေကသင်ရဲ့ဗန္ဓာရေးလမ်းကြောင်းကိုပို့ပြီးတက်မှတ်စေနိုင်ပါတယ်။နံပါတ်9မလိုအပ်တဲ့အသုံးစရိတ်တွေကိုလျှော့ချပါ။နေ့စဉ်သုံးဆွဲနေတဲ့ဝေတွေကိုပြန်သုံးသပ်ကြည့်ပါ။လာစဉ်ကြေးပေးရတဲ့စားပစ်ခါတွေ၊ဘေးတွေမလိုအပ်ဘဲဝယ်ယူမိတာတွေ၊ဈေးကြီးတဲ့ကော်ဖီတွေဒီလိုအရာလေးတွေဟာနည်းနည်းချင်းစီနဲ့စုပြီး တလားတလားများကြီးကုန်နေတတ်ပါတယ်ဒီအရာတွေကိုရှော့ချပြီးစူးစောင်းမှုအဖြစ်ကြောင်းလဲလိုက်ပါနံပါတ်30စိတ်ရှိတည်ခံပါငွေကြေးချမ်းသာမှုဆိုတာအရက်နှစ်ရက်နဲ့ရရှိလာတာမဟုတ်ပါဘူးဒါဟာခီးရှိတစ်ခုပါအချိန်ယူရပါတယ်အမြဲတမ်းစိတ်ရှိတည်ခံပြီးကိုယ့်ရဲ့ပန်းနိုင်ကိုပဲအာရုံစိုက်ပါလမ်းမှာကျုံလာနိုင်တဲ့အခက်အခဲတွေကိုမကြောက်ဘဲရဲရဲရင်ဆိုင်ပါဒီနေ့ပြောပြပေးခဲ့တဲ့အချက်၁၀ချက်ကို သင်္ဘောထဲမှာအမှန်တကယ်သုံးချကြည့်ပါဒီအချက်တွေဟာဝေကြီးချမ်းသာတဲ့အနိုင်စီကိုရှောက်လန်းဖို့သင်အတွက်အကောင်းဆုံးလမ်းညွှန်မှုတွေဖြစ်လာမှာပါသင်ရဲ့အိမ်မက်တွေကသင်ရဲ့အလုပ်ရက်တွေပေါ်မှာဝူတည်ပါတယ်အခုပဲစတင်လိုက်ပါအားလုံးပဲအောင်မြင်တဲ့ပွားကိုပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီနေ့အတွက်တော့ဒီမှာပဲဒီကုန်းချုပ်ပြရစီကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ပေးကြပါဦးနောက်ထပ် video တွေမှာပြန်ဆုံကြမယ်